အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါဒီတစ်ပတ်တင်းငွေသားသပီးတွေအတွက်10ရက်4လ2025မှာ16ရက်4လ2025အထိပဲဖြစ်ပါတယ်အဲ့တော့တင်းငွေသားသပီးတွေရဲ့ရင်ထဲမှာနေရာထိုင်ခင်းကိုအကြောင်းပြုပြီးပြုပြင်မုံမှန်ပြင်ဆင်ဖို့အဲ့ဒါလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးလက်ရှိနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်တိုင်းမကြပွဲရာတွေအပြင်ရမယ်ကိစ္စ ြုပြင်ရမယ်ကိစ္စအဲ့ဒါလို့စသည်အားဖြင့်ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တာတွေကိုယ့်ရဲ့ရောင်းပန်းဝယ်ပန်းနဲ့ပတ်သက်တာတွေကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအားလုံးကြကြနာနာပြုပြင်မှုပြင်ဆင်မှုကြိုတင်ပြီးတော့ငါဘာတွေလုပ်တဲ့နဲ့ဘလို့နေထိုင်တဲ့နဲ့ဘလို့တွေပြုပြင်တဲ့နဲ့ဆိုတဲ့အကြောင်းညာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေပါတယ်။မျောလင်တောင်းတရည်ရွယ်ချက်ကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေ ကိုကပေးရမယ့်ကိစ္စတွေရစရာရှိတဲ့ကိစ္စတွေပြက်ပြက်သားသားလုပ်ဖို့ပေးနိုင်ဖို့ရအောင်လုပ်ဖို့ဒီလိုဟာမျိုးတွေကိုဒါကိုရရင်ထဲမှာမျောလင်တောင်းတနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ငန်းကံကံနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမနိုင်ဝင်ထမ်းရမယ့်ကိစ္စတွေမကျွမ်းကျင်တဲ့အလုပ်တွေကိုမလုပ်မိဖို့အဲ့တလို့ဟာမို့နှစ်တစ်နှစ်ကအစနဲ့အဆုံးထိအောင်ကြကြနာနာပြင်ဆင်ဖို့နောက်နောက်ဒီလိုအခက်အခဲတွေဒီလိုပုံစံမျိုးတွေမဖြစ်အောင် ငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာမျှော်လင့်တောင်းတနေပါတယ်။ဒါကကိုကကြိုတင်ပြီးတော့ပြင်ဆင်ဖို့အဲ့တော့ဘယ်ဟာတွေကမှားတယ်ဘယ်ဟာတွေကမှန်တယ်စသည်အားဖြင့်အဲ့လိုဟာမျိုးတွေစင်ကျင်သုံးသပ်ပြီးတော့ဘဝမှာအကောင်းဆုံးတွေဖြစ်ဖို့ဖြစ်အောင်လုပ်ဖို့ကိုဒါကိုရဲ့ရင်ထဲမှာမျှော်လင့်တောင်းတနေပါတယ်။အမှားမရှိအောင်ကြိုးစားမယ်ဆိုတဲ့ပုံစံမျိုးနဲ့မျှော်လင့်တောင်းတတာပါ။မမျှော်လင့်မဲနဲ့တတင်းကလေးသားသမီးတွေဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့ ကိုဖုံးကွယ်ထားတဲ့ကိစ္စအရာအလုံးကိုဘူးပေါ်တယ်လို့ပေါ်မှာစိုးရိမ်မိတာမျိုးတကြောင်နောက်ပြီးတော့ကိုကိုကိုမြင်မြန်ဆန်ဆန်လူလားမြောက်ခြင်းနဲ့မြင်မြန်ဆန်ဆန်အားလုံးအဆင်ပြေပြေဖြစ်ခြင်းနဲ့အဲ့ဒါလို့ဟာမျိုးတွေမမျှော်လင့်ပဲကြုံဆုံရပါလိမ့်မယ်အခုစိတ်ကြစရာပူပင်တော့ကအနေနဲ့ကတော့မိမိကိုဒုက္ခပေးမဲ့သူတယောက်ကအကြောင်းအရာကိုအခုရင်ထဲမှာစဉ်းစားရင်းနဲ့စိတ်ညစ်နေရတတ်ပါလေဘယ်ချိန်များငါ့ကိုပြန်လာဒုက္ခပေးမလဲဘယ်ချိန်များငါ့ကို စိတ်ဒုက္ခတွေများလာမလဲဆိုတဲ့ပုံစံမျိုးတွေကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုဖြစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တင်းငွေသားသမီးတို့ရဲ့ကံစားတာမှာကိုမျောလင့်တယ်လို့မဖြစ်ဘဲနဲ့မျောလင့်ချက်တွေရိမ့်ရိုင်းတင်းဆောင်သွားတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းကိုမျောလင့်တယ်လို့မျိုးမဖြစ်တာမျိုးကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမမျောလင့်ဘဲနဲ့ကိုမှာ ရင်းໃຫင်တိမ်ဆောင်လွဲချော်တဲ့ပုံစံမျိုးတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်။အိမ်တော်ရှိမိတ်ဆွေများဖို့ကတော့တဦးနဲ့တဦးဒေါသတန်ရန်လိုတန်ပုံစံမျိုးတွေနဲ့ရှေ့ဆက်ရမယ့်ပုံစံမျိုးရှိပါတယ်။အဲတော့ဒေါသကိုရှေ့တန်းမတင်ပါနဲ့ဒေါသကိုရှေ့တန်းတင်ရင်တော့အမားများစွာကြုံတွေ့နိုင်ပါတယ်။ဓိဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ကို့အတွက်အလွန်လက်ကီးကောင်းသောရင်ရထားတွေရဲ့နံပါတ်တွေကို အတိတ်နမိတ်ကောက်ခြင်းအားဖြင့်ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်။ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ဇပယ်ပန်းကုံခရီးပန်းကုံစသည့်အားဖြင့်အဲ့လိုဟာမျိုးပန်းကုံများကိုလှူဒန်းခြင်းအလှဆင်ခြင်းအားဖြင့်ကိုယ့်အတွက်အညံ့တွေအလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်။နောက်တစ်ခုကကြီးငှက်တဲ့တော်ဝါတွေကိုအစာအာဟာရကျွေးမွေးပဲ နောက်အတောင်မှန်ပါတော့တရဝါများကိုဘေးမဲ့လွတ်မယ်အဲ့ဒါလို့ဟာမို့လှုပ်ပေးခြင်းအားဖြင့်အညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်တဲ့ဗျာကဲတင်းငွေသားသမီးတွေအတွက်ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဘေးရင်ဟောပြောခြင်းကတော့နေ့လယ်7နာရီရနေပြီးတော့ညနေ3နာရီအတွင်းမှာဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေညအားလုံးအရောက်တိုက်ရောက်တိုက်ကြားမှာချမ်းသာလူဝဆန္ဒပြည့်စုံပါစေကျွန်တော်ရဲ့အခြေအနေကတော့မြင်တဲ့အတိုင်းပါပဲချောင်းကံလေးရောင်းနေတယ်အဲ့တော့ နောက်မှာချောင်းလေးတယ်เนาะအဲ့လိုအဖြစ်မျိုးရောက်နေပါတယ်အဲ့ဒီအတွက်ကြောင့်လောလောဆယ်မှာကျွန်တော်စီကို၄5ရက်လောက်တော့ဖုံးမဆက်ပါနဲ့ဟုတ်အဲ့နောက်ထပ်၄၅ရက်ကြော်ပြီးမှဖုံးဆက်ပါအခုကကျွန်တော် line မမိတဲ့နေရာရောက်နေပါတယ်ကဲဒီလောက်ပါပဲเนาะတင်းလာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတင်းလာသားသမီးတွေအတွက်၁၀ရက်၄လ၂၀၂၅မှာ၁၆ရက်၄လ၂၀၂၅အထိပဲဖြစ်ပါတယ် တင်းလာသားသမီးတွေရဲ့ယင်ထဲမှာခရီးနဲ့ပတ်သက်တဲ့ကိစ္စယင်ရထားကိုအကြောင်းပြုပြီးပြီးတော့ယင်ရထားနဲ့ပတ်သက်တဲ့ကိစ္စခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ကိုဒါကိုယ့်ရဲ့ယင်ထဲမှာစဉ်းစားတွေးတော်နေပါတယ်မျောလင်တောင်းတရည်ရွယ်ချက်ကဘာရှိလဲဆိုလို့ရှင်ဆုံးဖြတ်ရန်အချက်တဲနှစ်ခုပြဿနာနှစ်ခုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကြကြနနာဖြေရှင်းဖို့ဂိုင်းတွယ်ဖို့ဆုံးဖြတ်ဖို့အကြောင်းအရာတွေကို စီမံခန့်ခွဲဖို့ကိုဒါကိုရရင်ထဲမှာမျောလင်းတောင်းတာနေပါတယ်အထူးကြံမဲ့ကိစ္စတွေကိုလည်းကိုကကြိုတင်ပြင်ဆင်ဖို့ကိုလည်းဒါစဉ်းစားမျောလင်းနေပါတယ်မမျောလင်းမဲနဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့စိတ်ခပ်ပစ္စည်းတွေဝင်လာတတ်တယ်ရလာတတ်တယ်အကြောင်းတွေပေါ်လာခဲ့သလိုအိန္ဒိယထိုင်ခင်းကိုနဲ့ပတ်သက်တဲ့အကြောင်းနဲ့အိန္ဒိယထိုင်ခင်းနဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့ရှင်လဲအကောင်းဆုံးနေဖန်တီးခွင့်ရတာမျိုးတီးတဲ့ပူကောင်းတဲ့ဘဝကို ပြင်ဆင်ဝင်ရတာမျိုးစောက်လုပ်ခွင့်ရတာမျိုးတွေဂျုံပါလိုက်မယ်တဲ့ဗျာမမျှော်လင့်မဲ့တနင်္လာသားသမီးတွေဘယ်လိုဟာမျိုးဂျုံမလဲကိုသိကျင်တဲ့ကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ဆိုတဲ့ဟာမျိုးတွေ ਨੇ ဂျုံတွေ့နေရအောင်မယ်စိတ်ညစ်စရာအနေနဲ့ကတော့လက်ရှိလုပ်ငန်းကိန်းကန်းနဲ့လည်းပတ်သက်ပြီးလို့ရှင်ရေရှည်ရက်တီးဖို့အခက်အခဲကြောင့်ပဲကိုယ်မှာစိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့ တင်းနာသားသမီးတို့ရဲ့ကန်းစားသားမှာကိုချစ်ရတဲ့သူတွေအတွက်ပျော်ရွှင်ဖို့စိတ်ချမ်းသာအောင်ဖန်တီးပေးဖို့အတွက်ကိုပဲဒါကိုရဲ့ရင်ထဲမှာလုံပန်းဆန္ဒပြုနေပါတယ်လုံပန်းနေတယ်ကြိုးပန်းနေတယ်သူတို့စိတ်ချမ်းသာအောင်ငါဘလို့ဖန်တီးပေးရင်ကောင်းမလဲဆိုတဲ့အတွေ့အကြုံနဲ့ဒါကိုရဲ့ရင်ထဲမှာတွေးရင်တွေးရင်နဲ့ជីနူးပီတီဖြစ်တဲ့ရမယ်အကြောင်းလေးတောင်မှပဲကြုံဆုံရပါလိမ့်မယ် ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာဝင်ငွေကောင်းအထောက်ပံ့ကောင်းအဲ့ဒါလိုဟာမျိုးတွေမမျှော်လင့်ပဲရရှိပါလိမ့်မယ်အိမ်အောင်ရေးတဲ့ပတ်သက်တဲ့ကိစ္စတွေမှာတနင်္လာသားသမီးတွေမှာ ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာစရာတွေကြုံပါလိမ့်မယ်ကိုယ့်ရဲ့အိမ်အောင်ဘက်အတွက်ကြောင့်လည်းကိုယ်မှာဂုံတရင်တိုးတက်မှုတွေအောင်မြင်မှုတွေရရှိပါလိမ့်မယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုယ့်ရဲ့အိမ်အောင်ဘက်ကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကြများပါလိမ့်မယ်လေဗျာကဲဒီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့မိမိအကြိုက်ဆုံးဖက်နှက်တည်းရဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာ မိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်။ညနာတွေပြပြောပြီးကောင်းကျိုးချမ်းသာရရှိဖို့တနင်္လာသားသမီးတွေမှာအဝေးတနေရာကိုခရီးသွားမဲ့သူကိုခရီးစေးလှူမဲ့စားသေးလှူမဲ့လမ်းစေးလှူမဲ့အဲ့တလိုလှူခြင်းအပြင်အညံ့တွေအလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်တနင်္လာသားသမီးများအတွက်ဒီမှာပဲနှီးကုန်းချုပ်ပြရစေ။ကျွန်တော်ကျော်စင်ဟိန်းဖန်ပဲဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေများအားလုံးအရောက်တိုင်းအရောက်တိုင်းကျမ်းမာချမ်းသာပေးရန်ဒီရဲ့ကင်းပါစီလို့ဆန္ဒပြုပါရစေ။ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲ ဖြစ်ပါတယ်။ကဲတင်းငွေသာသမီပေါင်းလူရဆန္ဒပြေဝပါစီလို့ထပ်လောင်း၍ဆန္ဒပြုမြေတာပို့ပါတယ်ဗျာ။အင်္ဂါသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါ။အင်္ဂါသာသမီတွေရဲ့ယင်ထဲမှာကိုယ်မကြာခဏဒုက္ခပေးလေပေးတာရှိတဲ့လူတူတူယောက်ကြောင့်ကိုမှစိတ်နှောက်ရှက်ဖြစ်ရမယ့်အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ဘဝနောင်ရေးအတွက်မသေးချာမရေရာစံတော်ဝါဖြစ်မဲ့ကိစ္စတွေကိုဒါကိုယ့်ရဲ့ယင်ထဲမှာမကြုံအောင်မဖြစ်အောင် အဲ့ဒါလိုဟာမျိုးကိုဘေးအန္တရာယ်ကင်းကင်းနဲ့ဖြတ်တန်းနိုင်ဖို့ကိုပဲဒါကိုရရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့ကို့မှာဆုံးဖြတ်ချက်မှားပြီးကုံသွားတဲ့ကိစ္စတွေကြောင့်ဘလို့ပြန်ရအောင်လုပ်မလဲဆိုတဲ့အတွေ့အထိနဲ့ပဲစိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ်နောက်ပြီးတော့ကို့ရံမိသားစုထဲမှာယောက်ျားနောက်ဆက်မိန်းမနောက်ဆက်စသည်အားဖြင့်အဲ့ဒါလိုစိတ်နောက်ဆက်ဖြစ်မဲ့ကိစ္စတွေကိုလည်းကြိုတင်ကာကွယ်ဖို့တားဆီးဖို့အဲ့တော့ကြိုတင်ပြီးတော့ကိုက break အုပ်နိုင်အောင်စဉ်းစားတာမျိုးစူးစမ်းတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။မြေနေရာကိုအကြောင်းပြုပြီးတော့လဲအခက်မသိင်စရာတွေကြုံတွေ့ရတတ်တယ်။အခက်မသိင်ဘူးဆိုတာမပြေလည်တာတွေစိတ်ညစ်ရတာတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာအဝေးတနေရာကိုအကြောင်းပြုပြီးတော့ကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်။ဟုတ်မှာဟုတ်ပါမလားပေးကြမှာပေးကြပါမလားရေရာမှု မျိုးရှိမှရှိပါမလားဆိုတဲ့ပူပင်သောကတွေနဲ့ကိုယ်မှာစိတ်ညစ်မှုတွေဖြစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့အင်္ဂါသားသမီးတို့ရဲ့ကန်စာတာမှာခေါင်းပူခေါင်းရှုပ်စိတ်ညစ်စရာတွေကြုံတွေ့ရတတ်တယ်။ကိုယ်ရည်ရွယ်သလိုကြံ့ရွယ်သလိုမဖြစ်ဖဲနဲ့လွဲချော်မှုတွေကြုံတွေ့ရပါလိမ့်မယ်။ဒီဟောပြောမှုကတော့၁၀ရက်၄လ2025မှာ16ရက်၄လ2025ဒီပဲဖြစ်ပါတယ်။အဲ့တော့အင်္ဂါသားသမီးအိမ်အောင်ရှင်များအဖို့ကတော့ မကြခင်မှာကိုလေးစားအားအားကြရသော အားထားရသောယုံကြည်ရသောမိတ်ဆွေဆရာသမားစသည်အပြင်အဲ့လိုပုံကူမျိုးရဲ့ကိုညီမစားမှုကြောင့်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးအဆင်ပြေမှုတွေကြုံမယ်။နောက်ပြီးတော့ဒီကာလအတွင်းမှာဆက်စားရရမကြခင်မှာစိတ်ချမ်းသာစရာတွေကြုံတွေ့ရပါလိမ့်မယ်။ထီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ရေခွက်တွေထားတဲ့နေရာနားမှာရှားကြည့်ပါ။အဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကနန်းတစုံတရာတွေ့ရပါလိမ့်မယ်။ ညံတာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့မိမိအိမ်ကိုတန်ရှင်းလုပ်ပါအမိုက်တရိုက်တွေနောက်ပြီးတော့ရှင်စေးတွေပါလေပြန်လဲတုတ်တာမျိုးအခန်းကိုတန်ရှင်းလုပ်တာမျိုးစသည်အားဖြင့်ပြုပြင်မွမ်းမံပြင်ဆင်ခြင်းပုံသင်ကဲ့သို့မျိုးလှုပ်ခြင်းအားဖြင့်အညံ့နေအားလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ်လေဗျာကဲကျွန်တော်ကျော်စင်ဖန်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39255380358ပဲဖြစ်ပါတယ်ဗီဒီယိုဟောပြောခြင်းကတော့နေ့လေ 7နာရီကနေညနေ3နာရီတွင်မှဖြစ်ပါတယ်။ကဲကျွန်တော်မိတ်ဆွေများအားလုံးအရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြေဝပါစေလို့ဆန္ဒပြုပါတယ်ဗျာမြတ်တာလည်းပို့ပါတယ်။ဗုဒ္ဓဘုရားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။ဗုဒ္ဓဘုရားသမီးတွေအတွက်10ရက်4လ2025မှာ16ရက်4လ2025အထိပဲဖြစ်ပါတယ်။ဗုဒ္ဓဘုရားသမီးတွေရဲ့ယင်ထဲမှာအနောက်ရှက်မျိုးစုံနဲ့ပတ်သက်တဲ့အဲ့လိုဟာမျိုးအကြောင်းပြုပြီးတော့ကိုယ်မှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရတတ်တယ်။အဲ့တော့ ဘယ်ချိန်မှငါ့ကိုထပ်ပြီးတော့နောက်တစ်ချိန်နှောက်ရှယ်အောင်မလဲပြဿနာရှာအောင်မလဲဆိုတဲ့ရင်သမားမတွေနဲ့ကိုယ့်ရဲ့နိုင်ွက်ကိုအကြောင်းပြုပြီးတော့ကိုယ်နှိမ့်ဆက်ခြင်းတွေခံရတတ်တယ်ဗျအဲ့ဒါလိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစိုးတွေးပြီးစိုးရင်ပူပန်မှုတွေဖြစ်နေရတတ်တယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့စိတ်လေစိတ်လွင်နေဂျုံတယ်လှုပ်သမျှအမှားတွေပဲဂျုံတွေးရတတ်တယ်မှားမှန်းသိရတဲ့နဲ့နောက်ကိုမစုံနိုင်တာမပြင်းစင်နိုင်တာမျိုးအဲ့ဒီအခက်အခဲတွေနဲ့ရှေ့ဆက်သွားတာမျိုးတွေဖြစ်တတ်ပါတယ် မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့မလုတ်ချင်ပဲလုတ်ရတာမပြောချင်ပဲပြောရတာမပေးချင်ပဲပေးရတာမစွန့်လို့ချင်ပဲစွန့်လို့ရတာအဲ့ဒါလို့ဟာမျိုးအခက်ခဲပေါင်းများစွာနဲ့ကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေမှာစိတ်ညစ်စရာနဲ့ပတ်သက်ပြီးကိုယ့်ရဲ့မိသားစုပြောပြောရွှင်ရွှင်တိုက်တဲ့ဝန်ဝန်နေထိုင်ခြင်းနဲ့အပူပင်ကင်းကင်းနဲ့ဘဝမှာဖြတ်တန်းခြင်းနဲ့ဒါပေမဲ့မရဘူးကံကြမ္မာကကိုယ့်ကိုစိတ်ညစ်မှုပေါင်းမျိုးစုံနဲ့နှိမ့်ဆက်ခြင်းတွေကြုံတွေ့ရပါလိမ့်မယ် ငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတို့ရဲ့ကန်စာတာမှာဆိုလို့ရှင်တော့ဒေါသထွက်စရာတွေကြုံမယ်ပြဿနာပေါင်းစုံကိုကောင်းပုံစုပြီးတော့ပုံကြတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ချစ်ချင်းမေတ္တာတွေမှာလည်းဒေါသထွက်စရာတွေကြုံမယ်စိတ်တူစရာတွေကြုံမယ်ရံကဲ့သို့မျိုးပူပင်သောကတွေကြုံတွေ့ရတတ်တပါတယ်အိနောင်ရှင်မိတ်ဆွေများဖို့ကတော့ခྱི་သွာလာပြီးတာနဲ့အာလုံးအစဉ်ပြေချောမွေးမှုတွေကြုံတွေ့ရပါလိမ့်မယ် အိမ်နောက်ဘက်နဲ့ပဲသွားသွားကိုတယောက်တည်းပဲသွားသွားမိသားစုလိုက်ပဲသွားသွားအဲ့ဒါလို့သွားပြီးပြန်လာတဲ့အချိန်ကနေစတင်ပြီးတော့ကံကောင်းမှုအောင်မြင်မှုတွေကြုံတွေ့ရပါလိမ့်မယ်တဲ့ဗျာဝင်ငွေနဲ့ပတ်သက်ပြီးထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့ငွေကုန်ကြေးကြများတာပဲဖတ်တင်တယ်ဘာမှကိုအတွက်ကိုမျောလင်းသလိုမဖြစ်တာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဒီဝါသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများဖို့ကတော့ ဇပွဲတွေထိုင်ကုန်တွေရဲ့အနီးအနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ပရိမများကိုတန့်ရှင်းရေးလုပ်မယ်စသည့်အားဖြင့်လက်ကောက်များကိုတန့်ရှင်းရေးလုပ်မယ်အဲ့လိုမျိုးကိုယ့်ရဲ့လက်ကောက်မရှိတဲ့လူတွေကလည်းကိုယ့်ရဲ့လက်မှာပတ်တဲ့ဖန်စီတို့နာယီတို့အဲ့လိုဟာမျိုးတွေတန့်ရှင်းရေးလုပ်ခြင်းအားဖြင့်အညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လေဗျာ အဲ့တော့လက်ကောက်ဝတ်မှာပတ်တဲ့ဟာမှန်သမျှအကုန်လုံးတန်တန်ရှင်းရှင်းလှုပ်ခြင်းအားဖြင့်ကိုယ့်အတွက်ကံကောင်းမှုအထောက်ပံ့တစ်ခုရရှိပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဘူးသားသမီးများအတွက်ဒီမှာပဲနေကုန်ချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေဗုဒ္ဓဘူးသားသမီးအရောက်တိုင်းအရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒกินไว้ပါสิဒီတပတ်မှာတော့ဗုဒ္ဓဟူသားသမီးတွေအတာစားပါတယ်အဲ့ဒီအတွက်ကြောင့်ဗုဒ္ဓဟူသားသမီးတွေရှိတဲ့အိမ်တွေအိမ်တိုင်းမှာ ဘုံတကူတာသမီးရှိရင်အတာအိုးတအိုးပို့လို့ပါနှစ်နှစ်ယောက်ရှိရင်နှအိုးပို့လို့ပို့ပို့ပြီးတော့လို့ပါ၃ယောက်ရှိရင်၃အိုးပို့ပြီးတော့လို့ပါကဲဘုံတကူတာသမီးတွေအတွက်ရတရားအနေနဲ့ကတော့အုံသီးနောက်ပြီးတော့ငပြောသီးနောက်တစ်ခုကပန်းအဝါရောင်ပန်းတစ်မျိုးမျိုးအဲ့တလို့ဟာမို့လှူဒန်းလို့လည်းရပါတယ်အဲ့ဒီဟာတွေလှူဒန်းပေးလို့ရှင်တော့အားလုံးအဆင်ပြေပါမယ်အဲ့တော့နိုင်ငံရချားမှာမိတ်ဆွေနိုင်ငံရချားမှာနေထိုင်တဲ့မိတ်ဆွေတွေကတော့ကိမ့်မုံရဲ့ coffee ရဲ့အဲ့ဒီဥစ္စာကိုဖះမှာကတ်လူပါအမြင့်တနေရမှာတင်ပြီးတော့စူတောင်းပါမိမိကိုယ်တိုင်စားပါတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတဲ့ကြီးရွယ်အိုများကိုလှူဒန်းပါလို့အကြံပေးကြပါလေကဲဒီလောက်ပါပဲဗုဒ္ဓဘုရားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလို့အဆန္ဒပြေဝပါစေဗုဒ္ဓဘုရားသမီးတွေဒီတစ်ပတ်မှာဒီတစ်ပတ်ပေါ့နော်တကြံကာလအတွင်းမှာတီလှလုံအောင်စောင်းပါကောင်းမှုကုသိုလ်များများလုပ်ပါလို့အကြံပေးကြပါလေအဲ့တော့ဗုဒ္ဓဘုရားသမီးတွေအတွက်ကတော့လာမယ့်နှစ်ကတော့နည်းနည်းလေးကံညံ့တာတွေနဲ့ကြုံမှာဆိုလို့ အဲ့ဒါကြိုတင်ပြီးတော့3ပေးခြင်းဖြစ်ပါတယ်ကဲကျွန်တော်ကြော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380 358ပဲဖြစ်ပါတယ်ကဲဘုံတခုသားသမီးအရောက်တိုင်းအရောက်တိုင်းချမ်းမာ ချမ်းသာလူရဆန္ဒပြည့်ဝပါစေဘေးအန္တရာယ်လည်းကင်းပါစေလူကျင်သောဆန္ဒဟုသမျှအားလုံးပြည့်ဝပါစေလို့ဆန္ဒပြုမြေတာပို့ပါတယ်ဗျာကျွန်တော်ကြော်စင်းဟင်းဖန်အပ်ပဲဖြစ်ပါတယ်ကဲဂျာသာပရိသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာသာပရိသသမီးတွေရဲ့ယင်ထဲမှာ ို့ဘဝကိုတိုးတက်ဖို့အောင်မြင်ဖို့အကြီးမားဆုံးမျှော်လင့်ချက်ရည်ရွယ်ချက်တွေပြည့်ဝဖို့အဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။ဩဇာအာဏာကြီးမားဖို့လည်းပါတာပေါ့။ဩဇာအာဏာကြီးမားဖို့ဆိုတာမှဩဇာအာဏာကြီးမားမှလူယိုသေးမှာပေါ့။ကိုဖြစ်ခြင်းနဲ့ဇာနာတွေပြည့်ဝမှာပေါ့။လူတိုင်းလူတိုင်းဩဇာအာဏာကြီးမားခြင်းနဲ့နာမည်ကုန်သတင်းကြီးခြင်းနဲ့အဲ့လိုနာမည်ကုန်သတင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ့်ရဲ့လှုပ်လှုပ်ဆောင်နိုင်စွမ်းနေနဲ့ပတ်သက်ပြီးတိုးမြင့်ဖို့ အဲ့တော့ပါဝါတွေရှိဖို့အဲ့လိုစသည်အပြင်တွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင့်တောင်းတရည်ရွယ်ချက်များကတော့အလဟတ္တမဖြစ်အောင်ကြိုးစားမယ်။အချိန်နေအကုန်မခံဘူး။အချိန်တိုင်းအချိန်တိုင်းမှာမိမိကိုယ်ကိုတန်ဖိုးရှိအောင်ကြိုးစားမယ်ဟဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်အကောင့်တဲ့ဖို့ဖို့ကိုမျောလင့်တောင်းတနေပါတယ်ပြည့်ဗျာ။ကဲအခုမမျောလင့်ပဲဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှိရင်အားလုံးနဲ့ချစ်ခင်အောင်သိမြတ်အောင်အဲ့တော့အဆစအရာရာအမုံမပွားအောင် ကို့မှာစ조사ရတာမျိုးစောင့်စည်းရတာမျိုးထိမ့်သိမ်းရတာမျိုးတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်အားလုံးရဲ့ချစ်ခင်မှုတွေလည်းရရှိပါလိမ့်မယ်အဲ့တော့ပြန်ကျဲနေတဲ့ငွေတွေလည်းပြန်လဲစုဆောင်းမိတာမျိုးဆုံးရှုံးမလို့ဖြစ်နေတဲ့ငွေကြေးတွေလည်းပြန်လဲရရှိတာမျိုးတွေကြာသာပရိသတ်သမီးများကြုံတွေ့ရပါလိမ့်မယ်ဆုံးရှုံးနေတဲ့မြေတားတွေလည်းဒီကာလအတွင်းမှာပြန်လဲရရှိတာမျိုးကြုံပါလိမ့်မယ်တဲ့ဗျာအခုဟောပြောမှုကတော့10ရက်4လ2025မှာ16ရက်4လ2025ထိပဲ ဖြစ်ပါတယ်ဗျာမမျှော်လင့်ပဲကြာတာပရိသတ်သမီးတွေဘယ်လိုကြုံမလဲဆိုလို့ရှင်တော့ကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့အဆက်အအရာရာကံစားတာကောင်းဖို့တွေအကြံဉာဏ်ကောင်းတွေစသည်အပြင်အဲ့ဒါလိုဟာမျိုးတွေနဲ့စတင်ပြီးတော့တိုးတက်ပွင့်လန်းမှုတွေကြုံပါလိမ့်မယ်တယ်ဗျာစင်ညစရာပူပင်တော့ကအနေနဲ့ကတော့မေတ္တာစေမေတ္တာမှန်တွေကိုယင်ထဲမှာဖွင့်ပြခြင်းနဲ့ပြောပြခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်ပါတယ် ငါနင့်ပေါ်ဘလောက်ထိမေတ္တာထားတယ်ဆိုတဲ့ပုံစံမျိုးတွေကိုပို့မွင်လင်းလင်းပြောပြဖို့အခွင့်အရေးမရတာမျိုးအခွင့်အရေးမတာတာမျိုးတွေကြောင့်ကို့မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ရင်ထဲမှာသူ့အပေါ်မမုန်းနိုင်ဘူးဆိုတဲ့ဟာလေးကိုသူသိရင်ပဲရပါပြီဗျာအများကြီးစူးစမ်းပြဖို့မလိုပါဘူးเนาะရင်ဘတ်ကြီးကိုခွဲပြဖို့လည်းမလိုပါဘူးလို့အကြံပေးကြပါလေ ငယ်ရွယ်တဲ့ကြာသာပတိသားသမီးတွေကန်စာတာမှာဆိုလို့ရှိရင်တော့ရည်ရွယ်ချက်အရင်ကြီးမားတယ်မျောလင်းချက်တွေကြီးမားတယ်အဲ့မျောလင်းချက်အတိုင်းမဖြစ်မအောင်တွေးပြီးတော့စိုးရင်ပူပန်မှုတွေများနေရတတ်ပါတယ်ချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့ကတော့ငယ်ရွယ်တဲ့ကြာသာပတိသားသမီးများဖို့ကတော့အထီးကျန်မှုများစွာနဲ့ရှေ့ဆက်နေရအောင်မယ်လို့ပြထားပါတယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်လည်းဒီကာလအတွင်းမှာကိုကအများကြီးလိုချင်တယ်အများကြီးအောင်မြင်ချင်တယ်အဲ့ဒီအတွက်ကြောင့်ဒီလောက်နဲ့မတင်းတိမ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်ကြုံနေတတ်ပါတယ် အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ပူပင်တော့ကစိတ်ညစ်စရာဟူသည်မယခုအချိန်ကနေစတင်ပြီးတော့အကုန်လုံးအကောင်းဘက်ကိုပြောင်းသွားပါလိမ့်မယ်အဲ့တော့ကံကောင်းနေတဲ့ပြုံးပျော်နေတဲ့သူတွေဖို့ကတော့မကြခင်မှာကံဆိုးတာတွေလာတတ်တယ်အဲ့တော့အဆိုးများများဖြစ်နေတဲ့သူတွေကအကောင်းဘက်ကိုပြောင်းသွားမယ်အကောင်းများများဖြစ်နေတဲ့သူကမကြခင်မှာဝုန်းဆိုအဆိုးဘက်ကိုရောက်သွားနိုင်ပါတယ်အဲ့တော့အဲ့ဒါလေးကိုသတိပြုပါနော်အဲ့တော့စိတ်ညစ်စရာတစ်ခုခုကိုဖန်တီးလိုက်ဗျာအဲ့ဒါဆိုအားလုံးအဆင်ပြေသွားပါလိမ့်မယ်နော် ီဝသနာပါလူထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အရင်တုန်းကကိုယ့်ကိုကံကောင်းခဲ့ဘူးတဲ့နေရာကံကောင်းခဲ့ဘူးတဲ့ကနန်းအဲ့ဒါလိုဟာမျိုးကို ပြန်လဲသတိရလိုက်ပါအဲ့ဒီကနန်းဒီကိုယ့်အတွက်အကျိုးပေးဒီထက်ပို့ပြီးတော့ကိုယ့်အတွက်အကျိုးပြုပါလိမ့်မယ်တဲ့ဗျာကဲညနာလေးပြေပြောပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့မေတ္တာပို့ပါအိနီနာချင်းဘေးအခန်းစသည်အဖြစ်ဘေးပတ်ဝန်းကျင်ကိုမေတ္တာပို့ပါသူတို့ကို ကိုချစ်ခင်ကြောင့်မေတ္တာရှိကြောင့် တတိတယရှိကြောင်းအမုံမပွားအောင်စသည်အားဖြင့်အဲ့လိုဟာမျိုးဂယုဆိုင်ပြလိုက်ပါ နော်အဲ့တော့သူတို့ရဲ့လိုအပ်ချက်မှန်တယ်မှာကျင်နာယူရပြလိုက်ပါသူတို့ချစ်တဲ့အရာအလုံးကိုကလိုက်ပြီးချစ်ပြလိုက်ပါအဲ့ဒါဆိုအလုံးအဆင်ပြေကောင်းမွန်သွားပါလိမ့်မယ်အဲ့ဒါရည်ရရပါပဲနော်ဥပမာကိုဘေးနာကလူကတိရစ္ဆာန်လေးချစ်တတ်တယ်ဆိုတော့ကိုကသူ့တိရစ္ဆာန်လေးကိုကျင်ကျင်နာနာပေါ့ချစ်ပြလိုက်စမ်းပါအဲ့တော့ तू ကသူ့ကလေးလေးကိုကျင်နာတယ်ချစ်တယ်ဆိုလို့ရှိရင်ကိုကလည်းသူတို့မြင်တာအောင် အဲ့ဒီကလေးလေးကိုချစ်ပြလိုက်ပါ view site ပြလိုက်ပါအဲ့ဒါအဲ့ဒီအတိုင်းလုပ်လိုက်ပါနောက်ပြီးတော့အညံ့နေအားလုံးပြေပြောက်ဖို့ကတော့လာမင်းကိုကြည့်ပြီးတော့ဆူတောင်းပါလာတာတဲ့အချိန်ကိုကြည့်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်အသက်ရှိမယ်ဘေးရန်တွေကင်းပါလိမ့်မယ်တဲ့ဗျာနော်ကဲအဲ့တော့ကြာသာပရိသတ်သမီးတွေအတွက်ကတော့ဒီလောက်ပါပဲကျွန်တော်မိတ်ဆွေကြာသာပရိသတ်သမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူအဆန္ဒပြေဝပါစေလို့ဆန္ဒပြုမေတ္တာပို့ပါရယ်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 38ပဲဖြစ်ပါတယ်ဗျာ ဗီဒီယိုဟောပြောခြင်းကတော့နေ့လေ7နာရီရနဲ့ညနေ3နာရီအတွင်းပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေရောက်တိုင်းရောက်တိုင်းကြားမှာချမ်းသာလို့ဆန္ဒပြုဝါပြီးဘေးအန္တရာယ်ကင်းပါစေလို့ဆန္ဒပြုပါတယ်မြတ်တာပို့ပါတယ်ဗျာတောက်ကြသားမီးများအတွက်10ရက်4လ2025မှာ16ရက်4လ2025အထိပဲဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ယင်ထဲမှာဘဝနောင်ရေးအတွက်ကြီးပွားဖို့ချမ်းသာဖို့ငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့အခုယင်ထဲမှာစဉ်းစားတွေးတောမျှော်လင့်နေပါတယ် စဉ်းစားတွေးတောနေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့အကြက်တဲ့အခက်ခဲတွေရနေပြီးတော့လွတ်မြောက်အောင်ကြိုးစားဖို့အခက်ခဲမရှိဘဲဘဝမှာအဆင်ပြေပြေရပ်တည်နိုင်ဖို့အဲ့ဒါလိုဟာမျိုးဒါကိုယ့်ရဲ့ယဉ်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းဘဲဘလို့ဟာမျိုးကြုံမလဲမိတ်ဆွေပေါင်းသင်းကြားမှာဂုံမငယ်စရာတွေကြုံမယ်တိုးတက်ပြောင်းလဲမှုတွေကြုံမယ်အစစအရာအဆင်ပြေမှုတွေကြုံပါလိမ့်မယ်ဆိုတယ်ဗျာစိတ်ညစ်စရာအနေနဲ့ကတော့ ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်မြေနေရာထိုင်ခင်းစာရုပ်စာရွက်စာတန်းစာချုပ်စာတန်းနဲ့ပတ်သက်ပြီးအတ္တလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုမှစိတ်ညစ်ပူပန်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေဘဝမှာ ဒီချိန်မှာကန်ဆိုးတာတွေလာတတ်တယ်အဲ့တော့ကန်ဆိုးမဲ့အရာတွေမလုံးနဲ့မပြောတင်တာမပြောနဲ့နှုတ်ကိုထိမ့်ပါစိတ်ကိုထိမ့်ပါသွားတင်တဲ့နေရာသွားပါမသွားတင်တဲ့နေရာကိုမသွားပါနဲ့လို့အကြံပေးခြင်းပါတယ်ချစ်တင်တဲ့သူကိုချစ်ပါမချစ်တင်တဲ့သူကိုမချစ်မိပါစေနဲ့မေတ္တာထားတဲ့သူကိုထားပါမေတ္တာမထားတဲ့သူကိုမေတ္တာထားမရင်တော့ကိုယ့်အတွက်ကန်ဆိုးတာတွေလာတတ်တယ်အဲ့တော့ဆုံးဖြတ်ချက်တွေမမှားစေနဲ့လို့နောက်ပိတ်ဆုံးစကားကတော့အဲ့ဒါအဲ့ဒီစကားပါပဲအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ ပင်ပန်းပြီးအကျိုးမရှိတဲ့ပုံစံမျိုးဖြစ်တတ်တယ်။ကိုကပင်ပင်ပန်းပန်းချက်ပြုတ်ထားတယ်။ကိုရဲ့အိမ်တော်ဘက်ကကိုအကောင်းမပြောဘူး။အဲ့တော့တွန်တောင်ပလိုက်ခြင်းနဲ့အဲ့လိုပုံစံမျိုးတွေအထီအောင်ကိုမှစိတ်ကုန်စရာတွေဖြစ်တတ်ပါလေ။အဲ့တော့မေတ္တာရှေ့ဆက်ထားပါလို့အကြံပေးခြင်းပါလေ။ဒီဝသနာပါလို့ထီထိုးခြင်းနဲ့တောက်ကြသားသမီးတွေကတော့ကိုရဲ့မိတ်ဆွေအပေါင်းအသင်းထဲမှာအဝေးတနေရာထွက်သွားတယ်။နိုင်ငံရခြားတီးတဲ့ကောင်းတဲ့နိုင်ငံကိုထွက်သွားတဲ့မိတ်ဆွေမျိုးတို့ရဲ့ဖုန်းနံပါတ်များ မှတ်ပုံတွေနံပါတ်များစသည့်အပြင်ပတ်စုနံပါတ်များစသည့်အပြင်အဲ့လိုဟာမျိုးကိုအတိတ်နမိတ်ကောက်ခြင်းအပြင်ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်။ညံတာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့တီလရှင်ကိုရင်များကိုငွေကြေးနဲ့ပတ်သက်ပြီး2000 2000 2000သိန်းအစသည့်အပြင်အဲ့လိုလူတန်းချင်းအပြင်အညံ့တွေအားလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်တောက်ကြသားမီးများတွေဒီမှာပဲနေကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်းဖန်ပဲဖြစ်ပါတယ်။ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39255380380ပဲဖြစ်ပါတယ်ဗျာဗီဒီယိုဟောပြောခြင်းကတော့နေ့လယ်7:00နာရီကနေညနေ3:00နာရီတွင်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအယောက်တိုင်းအယောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပြီးတော့ဘေးအန္တရာယ်ကင်းပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ကျွန်တော်ကျော်စင်ဟိန်ဖန်အပ်ပဲဖြစ်ပါတယ်စနေသားသမီးများအတွက်စနေသားသမီးတွေအတွက်ကတော့10ရက်4လ2025မှာ16ရက်4လ2025ဒီပဲဖြစ်ပါတယ် စနေသားသမီးတွေရဲ့ယင်ထဲမှာမိမိရဲ့ဘဝကံကြမ္မာကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်ငါ့ကိုဘယ်သူမှနှိပ်စက်လို့မရတော့ဘူးငါ့ကိုငါပါဝါတွေရှိပြီးအစွမ်းတွေရှိပြီးငါဒီချင်းနဲ့စတယ်ပြီးတော့ကံကောင်းတာတွေဖြစ်တော့မယ်ကောင်းတာတွေပဲလှုပ်တော့မယ်ဆိုတဲ့အတွေးတွေအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ဘေးကျန်တဲ့အကျက်တဲအခက်ခဲတွေရနေလွတ်မြောက်ဖို့ တွေးပြီးတော့စိတ်ကူးတွေမရင်မဲနဲ့လက်တွေအကောင်အထည်ဖော်နိုင်အောင်စ조사ဖို့ကိုဒါကိုရရင်ထဲမှာမျှော်လင့်တောင်းတနေပါဗါတယ်အဲ့တော့ဒီပုံစံမဖြစ်တော့လဲနောက်ပုံစံတစ်မျိုးနဲ့ငါရှေ့ဆက်မှာပေါ့အောင်မြင်အောင်လုပ်မှာပေါ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါရည်ရွယ်ချက်တစ်မျိုးပြောင်းသွားတာမျိုးတွေဖြစ်ပေါ်လာပါလိမ့်မယ်မမျှော်လင့်မဲ့ဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှိရင်တော့အဝေးတနေရာကသတင်းကောင်းဆက်သွယ်ကောင်းတွေရရှိမယ်လက်ရှိနေရာမှာဘာတစ်ခုမှကိုမှ ဖြစ်မလာဘူးအဲ့ဒီအတွက်ကြောင့်နောက်ထပ်တနေရာကိုစွန်စားရတာမျိုးစဉ်းစားရတာမျိုးကြိုးပမ်းရတာမျိုးတွေအခွင့်အရေးတွေရရှိတာမျိုးဖြစ်ပေါ်ပါလိမ့်မယ်ဒီချိန်မှာစိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့လက်ရှိကိုဖြတ်တန်းနေရတဲ့ဘဝအခြေအနေအခက်အခဲကြောင့်အခုမှစိတ်ညစ်ပူပန်မှုဖြစ်နေရတတ်ပါလေငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာကိုချစ်ရတဲ့သူကိုဆုံးရှုံးရမှာ နေသားသမီးတို့ရဲ့ကန်စာတာမှာကိုချစ်ရတဲ့သူကိုဆုံးရှုံးရမှာဝေးကွာရမှာအဲ့လိုဟာမျိုးတွေအတွက်ကြောင့်ကိုမှစိတ်ညစ်ပူပန်မှုဖြစ်နေရတတ်ပါလေမဆုံးရှုံးကျင်ဘူးမဝေးကျင်ဘူးဒါပေမဲ့ကိုရဲ့ရင်ထဲကမြစ်တာကိုသူကလည်းနားမလည်ဘူးအဲ့ဒီအတွက်ကြောင့်စိတ်ညစ်ပူပန်မှုဖြစ်နေရတတ်ပါလေအိမ်အောင်ရှင်မိတ်ဆွေများဘုရားတော့ပြဿနာရှာလွန်းတဲ့အိမ်အောင်ဘက်ကြောင့်ကိုမှစိတ်ကုံစရာတွေစိတ်တူစရာတွေဒေါသထွက်စရာတွေဖြစ်နေရတတ်ပါလေပြဿနာကိုခဏခဏမီးလာမွေးတယ်ဆိုတဲ့အတွက်ကြောင့်ကိုယ်မှာငြိမ့်ကျင်တယ်အေးကျင်တယ် ပူလောင်မှုတွေထပ်ပြီးတော့မတိုးကျင်ဘူးအဲ့ဓာတွေကို तू မသိဘဲနဲ့ကိုယ်ပြဿနာရှာတယ်အဲ့တော့အရှင်းဆုံးပြောရရင်တော့လူလူမသိတဲ့အိမ်တော်ဘက်ကြောင့်ကိုယ်မှာဒေါသထွက်စရာတွေကြုံတွေ့နေရတတ်တယ်လို့ပြထားပါတယ်ဗျာအဲ့တော့ပြည်လဲမဲ့စကားပဲပြောပေါ့နော်ပြည်လဲမဲ့စကားပဲပြောပါအဲ့ဓာလေးပဲစဉ်းစားလိုက်ပါနော်ธีวัฒนาปาลุถีโทจินเนี่ยเมษวยเมียผู้ก็တော့อุฐุอสุฏิในหน้ามาชาจีบา ဲ့နေရာမှာမိษွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတည်းရရှိပါတဲ့ဗျာ။ကဲညံနာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ကျမ်းမာရေးညံ့နေတဲ့သူများကျမ်းမာရေးအတွက်ညှိထွားနေတဲ့သူများကိုစေဝါဒတ်စာအာဟာရငွေကြေးစသည့်အားဖြင့်ကိုတက်နိုင်သမျှထောက်ပံ့လူတန်းချင်းအားဖြင့်အညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်စနေသားသမီးများတွေဒီမှာပဲဤကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်ဟင်းဖန်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 38ပဲ ဖြစ်ပါတဲ့ဗျာဘေဒင်ဟောပြောခြင်းကတော့နေ့လယ်7နာရီကနေညနေ3နာရီတွင်ပဲဖြစ်ပါတဲ့အဲ့တော့အဲ့ဒီအချိန်မှာဖုန်းဆက်ပါနာမည်စီရင်ပေးပါကဲကျွန်တော်မိတ်ဆွေများအားလုံးရောက်တိုင်းရောက်တိုင်းကြားမှာချမ်းသာလူဝဆန္ဒပြေဝါပြီးဘေးအန္တရာယ်ကင်းပါစေအသက်ရှူတိုင်းငွေဝင်ဝင်ပန်းငွေတွေဝင်ပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာ